လောကမှာအညိုးကြီးတာဇူလာသူဘတ်တာမဟုတ်ဘူးမက်ဆီလောကကြီးမှာအညိုးကြီးကြီးနဲ့လက်စားချေတတ်တာဇူလာသူဘတ်တာလို့ညီကိုတို့ထင်နေကြတာလားအဲ့ဒါဆိုတော့အမားကြီးမှားသွားပါလိမ့်မယ်အဲ့ဒါကြောင့်ပြောပါတယ်ခင်းနဲ့လျော်ညောင်မိလိုက်နိုင်မလို့လွယ်တယ်ဆိုပြီးတော့ပါဒီနေ့ခင်းမှာတော့ညိုးကြီးနဲ့လက်စားပြန်ချေတတ်တာဇာတန်စင်မင်းဇတ်တော်တွေကဇူလာသူဘတ်တာမဟုတ်တော့ပါဘူးစိတ်ကြီးမန်စီပဲဖြစ်ပါတယ်မန်စီကအခုစားသွားကလေးမိသားလေးပွဲစင်မှာတော့သူကိုတခါနာကြအောင်လုပ်ခဲ့ပြီးတဲ့ဆီအတဲဆောင်းတာအသင်းကို အန်ဂျိုဂျီနဲ့လက်စားပြန်ချီသွားခဲ့တော့တာပါလီဗလာဖိုင်နယ်မှာတော့မက်ဆီရဲ့မိုင်အမီနဲ့ဆီယတဲဆောင်းဒါဆိုဟာတကြိမ်ထိတိုက်တွေ့ဆုံခဲ့ကြပြီးပါပြီအဲတုန်းကလည်းမက်ဆီကမိုင်အမီတို့ကပါဝင်ပြီးတော့ကစားပေးခဲ့ပါလေဒါမှမဟုတ်အဲတုန်းကတော့ဆီယတဲဆောင်းဒါကမိုင်အမီကို၃ဂိုးပြနဲ့ကြိတ်ပြီးတော့ဖလားသိမ်းပိုက်သွားခဲ့တာပါအဲတုန်းကခန်းစားခဲ့ရတဲ့နာကျင်မှုတွေကိုမက်ဆီကဒီနေ့ထိမမေ့ပြောက်သေးပါဘူးအခုတော့မေဂျာလိမှာမိုင်အမီနဲ့ဆီယတဲဆောင်းဒါတို့ထိတိုက်တွေ့ဆုံခဲ့ကြပြီးပါပြီမက်ဆီကလည်းဒီနေ့ကိုပဲစောင့်နေတာပါဒီကြိမ်ထိတိုက်တွေ့ဆုံကြမှာတော့ ။မက်ဆီကစီအတဲကိုနာချင်မှုတွေကိုလွတ်ချပြီးဇေလိုကိုလိုပေါက်ကွဲကတိုးရောချင်းမှာရှုံးကျွေးတွေပေါင်းဆက်သွားခဲ့ပါလိမ့်။ဒီပွဲမှာတော့မိုင်မီက3-1နဲ့အားရရှိသွားပြီးမက်ဆီကလည်းအသင်းတွက်ဒုတိယကိုကိုယ်တိုင်သွင်းပေးခဲ့တာပါ။မက်ဆီဆိုတာဒီလိုမျိုးလုံးဝတင်မပြောနဲ့သေးသေးတင်တော့မခံနဲ့ဂျာမားကြီးပါပဲ။